လွန်ခဲ့တဲ့နှစ်ပေါင်းတစ်တောင်းတစ်ထောင်လောက်ကိုပြန်သွားကြည့်ကြည့်အောင်အဲ့ဒီအချိန်ကလူသားတွေဟာအမဲလိုက်အစာရှာရင်တနီယောင်ကနေကနီယာရွှေ့ပြောင်းနေထိုင်ကြတဲ့ဘဝပုံစံနဲ့နေထိုင်ခဲ့ကြတာပါဒါပေမဲ့အဲ့ဒီနောက်မှာတော့အခြေတကျနေပြီးစိုက်ပျိုးမွေ့မြဲလောက်ကိုင်းနေတဲ့ဘဝကိုစပြီးပြောင်းလဲခဲ့ကြတယ်ဒီပြောင်းလဲကိုကြောက်ခစ်တဲ့တော်လည်းယူမခေါ်ကြပြီဒါဟာလူသမိုင်းရဲ့အကြီးမားဆုံးအချိုးအခွေတစ်ခုလို့ပြောလို့ရတယ်။တပိမဲ့လီဒီနေရာမှာစဉ်းစားစရာမေးခွန်းတစ်ခုရှိလာတယ်။ လူတွေကတိုးတက်မှုကြီးတခုလို့သတ်မှတ်ထားကြတယ်။ဒီစိုက်ပျိုးရေးတီထွေမှုဟာတကယ်တမ်းမှလူသားတွေအတွက်လူခေတ္တမြတွေကအကြီးမားဆုံးအမားတစ်ခုဖြစ်နေခဲ့ရင်ရော။ကဲဒီအကြောင်းကိုပဲဒီနေ့အတူတူဆွေးနွေးကြည့်ကြရအောင်။ဘာလို့ဒီလိုပြောရသလဲဆိုတော့ရှင်ဟောင်းတုတေသနအထောက်ထားတဲ့အရာအစောပိုင်းလေသမားရရဲ့ဘဝဟာသူတို့နဲ့တခက်တဲမှရှိလေအမဲလိုက်အစာရှာသူတွေထက်ကျမရင်ရော လူနေမှုဘဝပါပိုပြီးဆိုးရွားခဲ့တယ်လို့ဆိုပါရယ်။ ဒါကတော်တော်အံ့ဩစရာပဲနော်။ဒါဆိုရင်လူတွေဟာဘာဖြစ်လို့ပို့ပြီးပင်မစင်းရဲတဲ့ဘဝကို တမင်တကာရွေးချယ်ခဲ့ကြတာလဲ။ရှင်ဟောင်းယိုးတွေကိုသိမှန်ပညာရှင်တွေကခွဲချမ်းစစ်ဖြာကြည့်လိုက်တဲ့အခါမှာအံ့အားသင့်စရာဖြစ်တွေထွက်လာပါတယ်။အမဲလိုက်အစာရှာတို့တွေဟာအစားအစာစုံစုံလင်လင်စားရတော့ရက်လက်ပိုရှိတယ်၊ကျန်းမာရေးလည်းပိုကောင်းကြတယ်။ အစောပိုင်းလယ်သမားတွေကတော့ကော်ပက်တီနံအမျိုးအစားနည်းနည်းလေးကိုပဲအဓိကထားစားရတော့အာဟာရဓာတ်တွေချိုးတဲ့ပြီးယောဂဗျာတွေလည်းပိုပြီးဖြစ်လွယ်ခဲ့ပါတယ်။ဒါဒီမကသေးဘူးလေယာဉ်လုပ်ငန်းဆိုတာက အမဲလိုက်တာထက်အများကြီးပိုပင်မတဲ့အလုပ်ဖြစ်ခဲ့တာပါ။ဆိုတော့ဒီလိုအားနည်းချက်တွေအများကြီးရှိနေတာတော့မှနောက်ဆုံးမှာတော့အခြေချစိုက်ပျိုးရေးလူနေမှုပုံစံကပဲအနိုင်ရောသွားပြီးခြေတလုံးအိမ်တိုင်လဲ့လဲ့သွားလာတဲ့ဘဝပုံစံကိုလုံးဝအစားထိုးနိုင်ခဲ့တယ်။ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ။ ဒါကပဲကျွန်တော်တို့အဖြေရှာရမယ့်အဓိကမေကုံးဖြစ်လာပါတယ်။အဖြေကတော့လူဦးရေနဲ့တက်ရိုက် တဆိုင်နေပါတယ်။ပညာရှင်တွေကတော့ဒီလိုပြောကြတယ်။စိတ်ပျော်ရွေးကိုရွေးချဲလိုက်တာဟာတော့ပြန်ဆုတ်လုံးမရတဲ့တလန်သွားထောင်၆တခုတည်းကိုဝင်သွားမိတာနဲ့အတူတူတည်းလေ။ကဲဒီဖြစ်စဉ်ကိုအစင်လိုက်လေးကြည့်လိုက်ရအောင်။အစင်တပရမဆုံးစိုက်ပျိုးရေးလုပ်တဲ့မျိုးဆက်ကလယ်သမားတွေရအစားအစာတွေပေါပေါများများရလာကြတယ်။အစင်လက် အခြေချနေထိုင်ပြီးအစာရေစာဖူးလုံလာတော့မွေးဖွားနှုန်းကမြင့်တက်လာပြီးလူဦးရေကနှစ်ဆလောက်တိုးလာတယ်။ဒါမဲ့အဆင့်တုံးမှ ပြဿနာကစတာပဲ။နောက်မျိုးဆက်ကြတော့လူတယောက်အတွက်စိုက်ပျိုးစရာမြင်နေရကထက်ဝက်ပဲကြံ့တော်တယ်။အဆင့်လေအဲ့ဒီအခါမှာသူတို့ဟာအရင်မျိုးဆက်ကအမဲလိုက်အစာချာသူတွေထက်အလုတ်လည်းပိုပေမန်းနဲ့အာဟာရလည်းပိုနည်းတဲ့ဘဝကိုရောက်တော်ရော။ နောက်ဆုံးအစဉ်၅မှာတော့လူဦးရေကအယန်းကိုမြောင်းသွားပြီဖြစ်လို့အမဲလိုက်အစာချတဲ့ဘဝကိုပြန်သွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒါဟာပြန်လဲလို့မရတဲ့ထောင်ကျောက်ဆိုတာပါပဲ။ဒေးဖြစ်ကလည်းတမချန်းစာထင်ကအေးရင်ဦးဝင်ကနေနှစ်ထုတ်ခံရတဲ့ပုံမြင်နဲ့အာဩစာကောင်းလောင်းကိုတူနေပါတယ်။တက်တောင့်တက်တာအသေးနာနဲ့ခုဆူစားတောင်းနိုင်တဲ့ဘဝကနေချွေးထွက်တန်ရွလျာစိတ်ပြိုးရတဲ့ဘဝကိုပြောင်းလဲသွားတာကိုပုံဖော်နေတယ်လို့ပါပဲ။ဒါပေမဲ့ဇလန်ကဒီမှာမပြီးသေးပါဘူး။ အလုံးကအဆိုးတွေရှိပဲတာမဟုတ်ခဲ့ဘူးလူတွေဟာတနေရာထဲမှာအဆူလက်အဖြုံလက်အခြေချနေထိုင်လာတဲ့အခါမှာမမျော်လင့်ထားတဲ့ကောင်းကျိုးတွေနဲ့ဒီထွင်ဖန်တီးမှုတွေလည်းအများကြီးပေါ်ပေါက်လာခဲ့ပါတယ်ဒီမထင်မှတ်ထားတဲ့အကျိုးဆက်တွေကပဲကျွန်တော်တို့ရဲ့ဒီနေ့ခေတ်ကဘာကြီးကိုပုံဖော်ပေးခဲ့တာပါဟုတ်ပါ යි အခြေချနေထိုင်မှုကနီးပညာနဲ့ယဉ်ကျေးမှုတိုးတက်မှုတွေအတွက်အခွင့်အလမ်းကောင်းတွေဖန်တီးပေးခဲ့တယ်လူတွေအတူတူနေထိုင်လာတာနဲ့အမျှပတ်သူကြိုတာတွေပိုကောင်းတဲ့မြေအိုးတွေလောက်တာတွေမှတ်တမ်းညီရဲမှတ်တာတွေ ဘီကိုတီထွင်တာရီနောက်ဆုံးမှာတော့လူရင်ကျဲမှုရဲ့အခြေခံဥမစ်ထစ်တဲ့စာဖြေရေးအသားတွေအထိတစ်ခုပြီးတစ်ခုတီထွင်နိုင်ခဲ့ကြပါတယ်။ဒီနေရာမှာစိုက်ပျိုးရေးရဲ့အကြီးမားဆုံးအကျိုးတရားမှုကိုရှင်းစင်လင်းလင်းမြင်နိုင်ပါပြီ။ယူရီရှာဒေတာတစ်ခုထဲမှာပဲကြည့်။နှစ်ပေါင်း1000ကျော်အထက်လူဦးရေဟာတန်းနဲ့တန်းကနေတန်း155တန်းအထိအဆ80ကျော်ဟုန်တက်သွားခဲ့တာပါ။ဒါစိုက်ပျိုးရေးကနေအစားဆောင်ကိုအရင်ကအထက်အပြားကြီးပို့ပြီးထုတ်လုပ်နိုင်ခဲ့လို့ပါပဲ။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ကဘာပေါ်ကယဉ်ကျေးမှုတွေရဲ့တိုးတက်နှုန်းကမတူညီကြဘူး။ဘာကြောင့်ဒီလိုကွာခြားသွားရတာလဲ။အဓိကအကြောင်းရင်းတွေထဲကတစ်ခုကတော့ပထဝီဝင်အနေထားပဲဖြစ်ပါလေ။စိုက်ပျိုးရေးဆိုတာတနေရာထဲမှာ T20 တကဘာလုံးကိုပြန့်နှံ့သွားတာမျိုးမဟုတ်ပါဘူး။နောက်ဆုံးရေခဲခကြီးပြီးသွားတဲ့နောက်မှာကဘာနေအောင်အနက်အပြားကလူတွေဟာတယောက်နဲ့တယောက်အဆက်အသွယ်မရှိဘဲနဲ့တစ်ချိန်တည်းလိုလိုမှာပဲစိုက်ပျိုးရေးကိုကိုနီကိုဟန်နဲ့ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ပညာရှင် Jared Diamond ရဲ့ theory အရတိုက်ကီးတွေရဲ့ပုံသဏ္ဍာန်ကတမိုင်းအပေါ်မှာအကြီးကျယ်တက်ရောက်မှုရှိခဲ့တယ်။ဥပမာ Eurasia တိုက်ကိုကြည့်လိုက်။အရှင်းနဲ့အနောက်ကိုရှေ့လျတော့ယာဒီဥဒုဇုံတွေကအများစုကတူနေတယ်။ဒါကြောင့်ဂျုံလူတီးနန့်ဒီမြင်းလူတိတ်ဆန်ဒီနဲ့နီးပညာတွေဟာလွယ်တကူပြန့်နှံ့နေခဲ့တယ်။ဒါပေမဲ့အမေရိကတိုက်တွင်နဲ့အာဖရိကတိုက်ကတော့မြောက်နဲ့တောင်ကိုရှေ့လျတော့ယာဒီဥဒုဇုံတွေအများကြီးခြားနားနေပြီး တီထွင်မှုအသစ်တွေပြန့်နှံ့မှုအလွန်ခက်ခဲခဲ့ပါတယ်။ဒါကြောင့်မို့လို့သမိုင်းပညာရှင်တွေကယူရေရှားတိုင်းရဲ့သမိုင်းပိုင်းစုံကိုကန်ကောင်းတော်လက်တီကျူများဆိုပြီးတင်စားခေါ်ဝေါ်ခဲ့ကြတာပါ။ဒီဒေတာဟာနိပညာနဲ့စီးပွားရေးတိုးတက်မှုတွေရဲ့သမိုင်းဝင်အင်ဂျင်စက်ကြီးထစ်ခဲ့တဲ့လူတော်ဆိုနိုင်ပါတယ်။ဒီဘာချကိုကြည့်လိုက်ရင်အဲ့ဖရူဝင်ဆန်ရအားသားချက်ကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီ။ AD 300ခုနှစ်မှာကံကောင်းသောလက်တီကျူမဲ့ဒေတာဟာ အဲ့ခေတ်ကတည်ကြတဲ့ကဘာဟောင်းရဲ့စုစုပေါင်းပြီးအေရီးယားရဲ့28ရာခိုင်နှုန်းပဲရှိပေမဲ့လူဦးရေရဲ့ခောက်ဆက်၄ရာခိုင်နှုန်းဆိုလိုတာက3ပုံ4ပုံလောက်ကအဲ့ဒီနေရာမှာစုပြီးနေထိုင်ခဲ့ကြတာပါကဲဒီလောက်ဆိုရင်တော့ဒီသမိုင်းခွင်အတွင်ကူဖြောင်းမိုးကြီးကနေကျွန်တော်တို့ဘာသင်ခန်းစာတွေရယူနိုင်မလဲဆိုတာကိုအနစ်ချုပ်ကြည့်လိုက်ကြရအောင်ဒီတင်ပြချက်ကနေရနိုင်တဲ့အဓိကချက်တီကတော့ပထမဆုံးအနေနဲ့ကန်တရာကအရေးကြီးတယ်ဆိုတာပါပဲမှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့ဒီနန်တွေတရိတ်ဆန်တွေနဲ့တူရှိနေတာက အလွန်ကြီးမားတဲ့အာသာချက်ချစ်ခဲ့တယ်။ဒုတိယချက်ကတော့ဖတ်တဝီယွန်းအနေထားကလူအဖွဲ့အစည်းတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလေးလေးနက်နက်လောက်မွေးရတယ်ဆိုတာပါ။နောက်တစ်ခုကတော့ရေတိုချိုးအတွက်လှုပ်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကလူသားမျိုးနွယ်တစ်ခုလုံးရဲ့လမ်းကြောင်းကိုဘလို့ပြောင်းလဲပြနိုင်တယ်ဆိုတာပါပဲ။နောက်ဆုံးအနေနဲ့တိချအထီးကျန်းဖြစ်နေတာက ဖွံ့ဖြိုးတိုးတက်မှုကိုဘလို့ဟန်တာဖြစ်စီတယ်ဆိုတာကိုတွေ့မြင်နိုင်ပါပါ။နောက်ဆုံးအနေနဲ့စဉ်းစားကြရမယ့်ခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်။ အတိတ်တမိုင်းของကန်တရားနဲ့ပထဝီဝင်ကဒီလောက်အထိလမ်းမိုးပုံဖော်ခဲ့ရဆိုရင်ကျွန်တော်ရဲ့မြမောက်ခင်းနဲ့အနာဂတ်ကဘာကိုရလလိုအင်ဟာစုရီကပုံဖော်နေမလဲဒါကတော့ကျွန်တော်အလုံးဆက်လက်တွေးခေါ်ရမယ်မိကုန်းတစ်ခုပါပဲ